မင်္ဂလာပါခင်ဗျာကျွန်တော်ကိုကိုစောခွနာကမေဂျာပွဲ Grand Slam ပွဲစသဖြင့် PGA ပွဲတွေမှာ ခွဲခြားကျင်းပကြတာတွေ့ရပါတယ်တဲ့ပွဲတွေကိုဘလို့သတ်မှတ်တယ်ဆိုတာသိပြရစီခင်ဗျာလို့မေးထားပါတယ်ဟုတ်ကဲ့အမေးရှိတော့လဲအဖြေရှိပြီပေါ့ခင်ဗျာကစားသမားတယောက်ဟာသူ့ရဲ့ Golf တမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးဂုံတူးရပွဲတွေဖြစ်တဲ့ ်ဂရင်းစလင်ပွဲအနိုင်ရဖို့အတွက်ကိုပြိုင်ပွဲ၄ပွဲအနိုင်ရရှိဖို့လိုအပ်ပါတယ်အဲ့ဒီပြိုင်ပွဲ၄ပွဲကလည်းအဖွဲ့အစည်းကြီးတွေ၄ခုကကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်ပထမဆုံးပြိုင်ပွဲက PGA တိုးပြိုင်ပွဲဖြစ်ပါတယ်ဒုတိယအဖွဲ့အစည်းကျင်းပတဲ့အဖွဲ့အစည်းက RNA ပါတတိယ USGA ကကျင်းပပါတယ်နောက်ဆုံးမှာတော့ Master Company က ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်ဒီပြိုင်ပွဲကြီး၄ပွဲအကြောင်းအကြံပြင်ရှင်းပြကြည်ပါတယ်နံပါတ်၁ပြိုင်ပွဲ Master Tournament USGA Augusta National Golf Club မှာနှစ်စဉ်ကျင်းပပါတယ်နှစ်စဉ် April လတိုင်းကျင်းပလေ့ရှိပြီးတော့ Champion ကိုရခင် Champion က Green Jacket အစိမ်းရောင် Jacket တစ်ထည်ဝတ်ဆင်ပြီးတော့ဂုဏ်ပြုပေးကြတာ အားလုံးလည်းသိကြမယ်ထင်ပါတယ်ဒုတိယပြိုင်ပွဲမျိုးစားကတော့ PGA Championship ပြိုင်ပွဲပါ American နိုင်ငံမှာ base ထားတဲ့ golf queen တွေမှာ golf queen တွေကတစ်နှစ်အတွင်းမတူညီတဲ့ queen တွေမှာကျင်းပကြပါတယ်နှစ်စဉ်မေလမှာကျင်းပပါတယ် PGA of America ကဦးစီးကျင်းပတာဖြစ်ပါတယ်တတိယပြိုင်ပွဲက US Open Championship ပြိုင်ပွဲပါအခုလက်ရှိကျင်းပနေပါတယ် နှစ်စဉ်ဂျုံလာမှာကျင်းပလိမ့်ရှိပြီးတော့ USGA လို့ကျွန်တော်တို့အတူကောက်ခေါ်ကြတဲ့ United States of Golf Association ကကျင်းပတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့အခက်ဆုံးကွင်းတွေမှာလှည့်လည်ကျင်းပလိမ့်ရှိပါတယ်။အဲဒါကြောင့်လည်းဒီနှစ်ပြိုင်ပွဲအခုလက်ရှိကျင်းပနေတဲ့ပြိုင်ပွဲမှာနာမည်ကြီးကစားသမားတွေကတ်အဆင့်မှာတင် ပြုတ်ကုန်ကြတာဖြစ်ပါတယ်။ကွင်းအရန်ခက်လို့ပါ။နောက်ဆုံး နံပါတ်၄ပြိုင်ပွဲကတော့ The Open Championship ပြိုင်ပွဲဖြစ်ပါတယ် British Open လို့လည်းခေါ်ကြပါတယ်သူကတော့ UK based links ကွင်းနေမှာလှည့်ပြီးကျင်းပပါတယ်နှစ်စဉ်ဇူလိုင်လအတိုင်းမှာကျင်းပလေးရှိပါတယ်ကျွန်တော်တို့ Golf စီမင်းတွေကိုဒီဘက် American မဟုတ်တဲ့တခြားတိုင်းပြည်တွေမှာ Golf စီမင်းနဲ့အညီကစားနိုင်ဖို့အတွက်စီမင်းစည်းကမ်းတွေတတ်မှတ်တဲ့ RNA the Royal and Asian Golf Club of St Andrew ဆိုတဲ့ RNA ကနေပြီးတော့မှကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ခေါက်သမိုင်းတစ်လျှောက်မှာရှေးအကျဆုံးမေဂျာပြိုင်ပွဲဖြစ်ပါတယ်။အထက်ပါမေဂျာပြိုင်ပွဲ၄ပွဲလုံးကိုအနိုင်ရတဲ့လူကို Grand Slam ပွဲအနိုင်ရသူလို့ခေါ်ပါတယ်။ဒါဟာခေါက်သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးဂုဏ်ကြီးဖြစ်တယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာ။ Grand Slam ပြိုင်ပွဲမှာလည်း Grand Slam အမျိုးအစား2မျိုးရှိပါတယ်။သူရဲ့ကစားသမားတက်တန်းတစ်လျှောက်လုံးမှာအထက်ပါပြိုင်ပွဲ၄ပွဲလုံးအနိုင်ရရှိခဲ့ဘူးသူနဲ့တစ်နှစ်အတွင်းမှာဒီပြိုင်ပွဲ၄ပွဲလုံးကိုအနိုင်ရရှိတဲ့သူဆိုပြီးတော့ဂုံကြီးမတူပါဘူး။တသက်တာအတွင်းမှာဒီပြိုင်ပွဲ၄ပွဲလုံးကိုအနိုင်ရပြီးတော့ Grand Slam ဆုရရှိတဲ့သူကိုတော့ Korea Grand Slam ဝင်နာလို့ခေါ်ပါတယ်။တမိုင်းတစ်လျှောက်မှာကစားသမား6ဦးပဲအနိုင်ရရှိခဲ့ပူပါတယ်။ Tiger Woods, Jack Nicklaus, Curry Player, Bing Hogan, Gene Sarazen နောက်ဆုံးနိုင်ရခဲ့တဲ့မကြခင်ကမှ Green Green Jacket ဝတ်သွားတဲ့ Rory McIlroy ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ် Grand Slam ပြိုင်ပွဲအမျိုးအစားကတော့အခက်ဆုံးအမျိုးအစားလို့ပြောရမှာပါ။ တစ်နှစ်အတွင်းမှာအထက်ပါမေဂျာပွဲ၄ပွဲလုံးကိုအနိုင်ရရှိတဲ့သူကို Calendar Grand Slam ပြိုင်ပွဲဆုဝင်နာလို့ခေါ်ပါတယ်။ Professional သမိုင်းတစ်လျှောက်မှာတော့တယောက်မှရှာဘူးခြင်းမရှိသေးပါဘူး။အပျော်ရန်ခေတ်ကာလ1930တုန်းကတော့ Bobby Jones ကအနိုင်ရရှိခဲ့ပူပါတယ်။သူတယောက်ပဲရှိပါသေးတယ်။အဲဒီလောက်ဆိုရင်တော့ကျွန်တော်တို့ မေဂျာပွဲ၄ပွဲနဲ့ Grand Slam ပြိုင်ပွဲအကြောင်းအနေချင်းရှင်းပြထင်ပါတယ်အချမ်းပြင်းပြန်ပြောရရင်မေဂျာပွဲ၄ပွဲရှိပါတယ် PGA Tour PGA Tour RNA ကကျင်းပတယ် USCA ကကျင်းပတယ် Master Committee ကကျင်းပတယ်ဒီပြိုင်ပွဲ၄ပွဲမှာအနိုင်ရရှိတဲ့သူကို Grand Slam အနိုင်ရရှိတဲ့သူလို့ခေါ်ပါတယ်ရှင်းပြထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ